လေလေရင်အနံ့နံ့ကဘာကြောင့်လဲလေလေတဲ့ပုံစံတွေကတယောက်နဲ့တယောက်မတူပါဘူးတချို့ကမတိမတာမြင့်တေတေနဲ့အတန်တိတ်လေကြသလိုတချို့ကြတော့လေပွင့်ပွင့်လင်းလင်းဖွင့်ထုတ်ချလိုက်တာတွေရှိပါတယ်အာနှမမထွက်ပင်းနဲ့တိတ်တခိုးလေးလေကြသလိုအတန်မကြားရပဲအနံ့တက်တက်ပေးရလေလေချင်းတွေလည်းရှိပါတယ်လေလေတဲ့အခါမှာကတိကအောင်ဖြစ်ကြတာသူများကိုအားနိုင်ရတာ အတန်ကြောင့်ဆိုတာထက်ထွက်လာတဲ့အနံ့ကြောင့်ပါသူများနဲ့မတူဘဲနဲ့ကိုလီလေရင်အနံ့နနာဘာကြောင့်များလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာပြပြပေးထားပါတယ်ရှင်အစာရင်တဲ့ဥလန်းချောင်းကပိုက်လိုင်းကြီးလိုဖြစ်နေတာဆိုတော့ငကိုကလေးကအလေးရှိပြီးသားပါအဲ့ဒါကမှအပြင်ကနေလေတွေမြူချမိတာအစာတောက်တွေကြောင့်အချင်းပေါက်ပြီးတော့ gas တွေထွက်လာတာရှိပါတယ်ဒီလိုမျိုးဥလန်းချောင်းထဲမှာလေတွေများလာရင် ပိုရှင်နေတဲ့လေတွေကိုအပေါ်ကနေလေတက်ပြီးတော့ပဲဖြစ်ဖြစ်အောက်ကနေလေလဲပြီးတော့ပဲဖြစ်ဖြစ်အဆွန်ထုတ်ရပါတယ်။ဒါမှလေပွားတာရှင်ကောင်းတောက်တော်တွေမဖြစ်မှာပေါ့နော်။လူတွေကတရက်ကိုဆက်အိုကနေတိတိမတိတိအကြိမ်20လောက်လေလဲတယ်လို့ဆိုပါတယ်။လေလဲတာကကျမရဲ့ဖြစ်စဉ်တစ်ခုဖြစ်လို့အောက်ထားစရာတော့မလိုပါဘူးနော်။ဒါဆိုလေလဲရင်အနံ့နနာဘာကြောင့်များလဲပေါ့နော်။လေလဲတဲ့အခါသူများနဲ့မတူပဲနဲ့အနံ့နိုင်ရတာကကိုစားတဲ့အစားအစာတွေကြောင့်ဖြစ်နိုင်တယ်လို့ကျမရဲ့အခြေအနေတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အစားစာတွေထဲမှာအနံ့ပြင်းနဲ့လေလေချင်းကိုဖြစ်စေတာတွေကတော့ပဲပဲစားပြီးရင်လေလေတာတိကျမှာပါနော်။ဘာကြောင့်လဲဆိုတော့တချို့သောပဲအမျိုးအစားတွေမှာခြေပြင်းရခတ်တဲ့ကာဗွန်ဟိုက်ဒရိတ်နဲ့တကြားဓာတ်တွေပါနေလို့ပါ။ဒါတွေအချင်းပေါက်ရာကနေဥလန်းချောင်းထဲမှာလေတွေများလာပြီးတော့လေလေတဲ့အခါမှာကျဲလဲကျဲနံလဲနံရတာပါ။နောက်တစ်ခုကတော့ဆလဖာပါတဲ့အစားအစာတွေပေါ့နော်။ဆလဖာပါတဲ့အစားအစာတွေစားပြီးတော့လေလေတဲ့အခါမှာကျုပ်ဖို့လိုအနံ့မျိုးထွက်တတ်ပါတယ်။ဆလဖာပါတဲ့အစားအစာ ီကတော့ပန်းပွင့်စိပန်းကော်ပီခေါ်ပီတော့ဥအမျိုးမျိုးကျွတ်တော်အဖြူကျွတ်တော်အနီအဖေးအစံအတာအရက် ဘီယာဝိုင်းဒါတွေပဲဖြစ်ပါတယ်ဒါတွေကိုအလွန်အကျွံစားရင်ဆလဖာတွေကြောင့်လေလေအနံ့နံမှာဖြစ်ပါတယ်နောက်ပြီးတော့အာကစားသမားတွေတောက်တဲ့ပရိုတင်းအမှုတ်တွေမှာလည်းစစ်စတင်ပါရနဲ့တော့ကြောင့်မို့လို့လေလေအနံ့နံတာဖြစ်ပါတယ်နောက်တစ်ခုကတော့နိုးနဲ့နိုးထွက်ပစ္စည်းပါနိုးမှာပါတဲ့လက်တိုးစ်ကိုမချေဖြတ်နိုင်ဘူးဆိုရင်လည်းဦးလန်းချောင်းကိုဝင်ပိစေပြီးတော့အနံ့ပြင်းတဲ့လေလေတာမျိုးတွေဖြစ်တတ်ပါတယ်နောက်တစ်ခုက gas ပါတဲ့အချိုရည်တွေပါ gas ပါတဲ့အချိုရည်တောက်ရင်ဦးထဲမှာ gas တွေများလာမှအသီးတာကြီးပါတခြား ားတက်တွေလည်းများတာကြောင့်ဦးလန်းချောင်းကကုံအောင်မဆုပ်ယူနိုင်ပဲနဲ့ကြံနေတဲ့အခါမှာချင်းစူးစူးအနက်ထွက်တတ်ပါတယ်ရှင်။ဒါဆိုရင်ကျမရဲ့အချင်းကြီးဘက်ကနေပြောပြမယ်ပေါ့နော်။ ဥလန်းချောင်းဘက်တီးရီးယားတွေချောင်းမှာလူတိုင်းရဲ့ဥလန်းချောင်းမှာဘက်တီးရီးယားတွေရှိပြီးတော့တယောက်နဲ့တယောက်အနှဲငယ်ကွာခြားနိုင်ပါတယ်။တချို့သူတွေမှာတဘာဝအရာကိုကသူ့ရဲ့ဘက်တီးရီးယားတွေကအနှံ့ပြင်းတဲ့ gas တွေထုတ်လို့နိုင်ရတာပါ။ပြီးတော့ဆေးဝါးတွေချောင်းပေါ့နော်။အထူးသဖြင့်တော့ပိုးသက်ဆေးတွေတောက်တဲ့အခါမှာဥလန်းချောင်းကဘက်တီးရီးယားတွေမျှချေပြတ်သွားပြီးတော့မကောင်းတဲ့ဘက်တီးရီးယားတွေများလာတာကြောင့်လေလေလို့ရှိရင်အနှံ့နာနာဖြစ်တတ်ပါတယ်။ ပြီးတော့ဝမ်းချုပ်တာဒါကတော့သိတာပါတယ်เนาะတင်ထားတာကြာလာရင်ဝမ်းလဲနဲ့နေလဲရင်လဲနာမှာပါနောက်တစ်ခုကအမျိုးသမီးတွေအနေနဲ့ပေါ့เนาะယာဒီလာကန်ကြီးအခြေအနေတွေပါယာဒီလာကန်ကြီးရင်ဟော်မုန်းအပြောင်းလဲတွေကြောင့်ပုံမှန်တွက်ပို့ပြီးတော့လေယာပွက်တက်ပါတယ်ဗရီဒီယာအပြောင်းလဲတွေလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့လေလေလို့ရှိရင်လည်းအနက်ပိုပြင်းတက်ပါတယ်ရှင် ။လေးလေးရင်အနက်နန္ဒာဘလို့အခါမျိုးတွေမှာစိုးရင်ဘူးလို့တလဲပေါ့နော်။လေးလေးရင်အနက်နန္ဒာကများတော့အပြည့်တော့စိုးရင်ကြမရှိပါဘူး။ဒါပေမဲ့ဝမ်းသွားတဲ့ပုံစံပြောင်းလိုက်ရင်ပိုက်အောက်တာပိန်လာတာလေလေတဲ့အနံ့ကအဆိုးလွန်းတာဝမ်းအနံ့မှာဆိုးလာတာဝမ်းထဲမှာ စီတွေသွေးတွေပါလာတာဒီလိုအခြေအနေတွေမှာဆိုရင်တော့ဆရာဝမ်းထဲပြတ်တာပြီးတော့ယောဂါရှောက်ခွေးတင်ပါတယ်လေလေတဲ့အခါမှာအနံ့မဆိုးအောင်ဘာလို့တင်လဲပေါ့နော် ိုစားတဲ့အစားအသောက်တွေကိုပြန်ပြီးတော့စစ်ကြည့်ပါခုနကပြပြခဲ့တဲ့အစားအစာတွေကိုအစားများနေရင်တော့ရှော့ကြည့်ပါဆေးဝါးတွေကြောင့်ဆိုရင်တော့ဆေးရလိုက်တဲ့အခါမှာပြန်သက်သာလာနိုင်ပါတယ်ဒါမှမဟုတ်ဆရာဝန်နဲ့ပြပြီးတော့ဆေးပြောင်းကြည့်ပါ အစာစားပြီးရင်ခဏနာပြီးတဲ့အခါမှာ10မိနစ်15မိနစ်လောက်လမ်းလျှောက်ပါ အစာစားတဲ့အခါမှာဖြည်းဖြည်းချင်းစားပြီးတော့ကြည်ညက်အောင်ဝါပါရေများများတောက်ပါပူလန်းကြောင်းကဘက်တီးရီးယားတွေမျှတအောင်လို့ပိုဗိုင်တွေတောက်တာဒါမှမဟုတ်ဒင်းချင်းတောက်ကြည့်ပါနော်လေးလေးအနက်အနာကကိုစားတဲ့ အစားအသောက်ကြောင့်လည်းဖြစ်နိုင်တယ်လို့ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်။အကြောင်းရင်းတိတိကျကျမရှိဘဲနဲ့ကို့အူလန်ချောင်းကဗီဒီယိုတွေကြောင့်လည်းဖြစ်တတ်ပါတယ်။လေလံနဲ့ပတ်သက်ပြီးတော့အစိုးရဇာတွေရှိနေခဲ့မယ်ဆိုရင်တော့ဆရာဝန်နဲ့ပြကြည့်တာကအကောင်းဆုံးပါပဲလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချိုးလိုက်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။